လာပါရှင်။ရန်ကုန်တိုင်းစီရဲ့နေစဉ်သတင်းအစီအစဉ်တွေကိုတင်ဆက်ပေးပါမယ်။ကျွန်မကတော့မြန်မိုးထပ်ပေါင်းတင်ဆက်ပေးခြင်းနဲ့သတင်းအကြောင်းအရာတွေကတော့ရွေးကောက်ပွဲလုံးချိန်အထိမှတ်ပုံတင်မရှိသူများတင်ပြပါကပွဲစဉ်ဆောင်ရွက်မည်ဆိုတဲ့အတွင်းကိုဗစ်ဆက်ကူရောဂါတက်ခွဲအသီးပြူလူနာသေ16ဦးထပ်မံတွေ့ရှိဆိုတဲ့တဲ့ လိုင်းလအတွင်းမြည်ရများစိုးရင်ရေမှတ်တို့တကြိမ်စီကြားရောက်နိုင်ဆိုတဲ့သတင်းငါကအထရင်ပုံလေးနဲ့ဒါထုံးလို့ရေးခဏအတူပထမဆုံး AI စနစ်အောင်တရုတ်စွမ်းရင်ကုမ္ပဏီစတင်လှုပ်ဆောင်ဆိုတဲ့သတင်းအဆရှိတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ် ထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းပုံအနေနဲ့ရွေးကောက်ပွဲလှုပ်ချရန်အထိမှတ်ပုံတင်မရှိသူများတင်ပြပါခကွင်းစင်းဆောင်ရွက်မည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ လာမယ့်ရွေးကောက်ပွဲလှုပ်ချရန်အထိမှတ်ပုံတင်မရှိသူတွေတင်ပြလာပါကဘန်ကင်းစီမံချက်နယ်ကွင်းစင်းဆောင်ရွက်ပေးသွားမယ်လို့လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနကတည်ရပါထိလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနအနေနဲ့နိုင်ငံသားတအူးနိုင်ငံသားခွင့်ရရှိအပြည့်အဝရရှိစေဖို့နိုင်ငံသားတအူးအဖြစ်ခိုင်ခိုင်မာမာအသိအမှတ်ပြုနိုင်စေဖို့2023ခုနှစ်မေလ3ရက်နေ့ကစတင်ဆောင်ရွက်ခဲ့ပြီးအင်နောက်စုလူဦးရေစရင်းနဲ့နိုင်ငံသား မပုံတင်ကပြားထွေကိုသက်ဆိုင်ရာမြို့နယ်များရှိ ရက်ွက်ကျေးရွာများအရောက်ကွင်းစင်းဆောင်ရွက်ပေးနေထားပါတနိုင်းငံလုံးအတိုင်းသာအရာပန်းခင်းစီမံချက်နဲ့၄နှစ်ကျော်ကာလအတွင်းပန်းခင်းစီမံချက်အဆင့်၁နှစ်၃အထိတိုးမြင့်ဆောင်ရွက်ပေးခဲ့တယ်လို့ဆိုပါတယ်အထူးလို့ဆောင်ရွက်ရမှာအသက်၁၀နှစ်ကနေ၁၈နှစ်ကြားရှိလူဦးရေ22သိန်း3535ဦးအသက်၁၈နှစ်နဲ့အထက် လူဦးရေ24သိန်း3950 55ဦးအသက်18နှစ်ပြည့်လဲလဲထုတ်ပေးတဲ့လူဦးရေ23,2106ဦးပျောက်ဆုံးပျက်စီးအနေနဲ့ကပြားမိတ်ထူထုတ်ပေးတဲ့လူဦးရေ28,3366ဦးစုစုပေါင်းလူဦးရေ98,3962ဦးတို့ကိုနိုင်ငံသားမှတ်ပုံတင်တွေထုတ်ပေးဆောင်ရွက်ပေးနိုင်ခဲ့ပြီဖြစ်တယ်လို့သိရပါတယ်။ ဘန်ကင်းစီမံချက်ကိုလက်ရှိမှာလဲဆောင်ရွက်ပေးနေပြီးဘန်ကင်းစီမံချက်အဆင့်၃ဝန်းနေနဲ့လာမယ့်အောက်တိုဘာလ31ရက်နေ့အထိကိုဆောင်ရွက်ပေးရန်ရထားထည်သူဆိုပါအထိအဆိုပါကာလနောက်ပိုင်းမှာရွေးကောက်ပွဲပြုလုပ်ချိန်အထိရက်ွက်ကျေးရွာတွေမှာကိုင်းဆောင်တင်းနဲ့နိုင်ငံသားစီစီရေးကပ်ပြားတမျိုးမျိုးမရရှိပါကသက်ဆိုင်ရာရက်ွက်ကျေးရွာအုပ်ချုပ်ရေးမှုရုံးတွေကသဆင့်စည်ရင်တင်ပြလာပါကကွင်းစင်းဆောင်ရွက်ပေးသွားမယ်လို့လည်းသိရပါထဲရှင် ဒုတိယသတင်းတပုတ်အနေနဲ့ကိုဗစ် -19 ရောဂါတက်ခွဲအတိပြုလူနာသစ်16ဦးထပ်မံတွေ့ရှိဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ယခုတပတ်တခွဲစမ်းသပ်ချက်တွေအရကိုဗစ် -19 ရောဂါတခွဲအတိပြုလူနာသစ်16ဦးထပ်မံတွေ့ရှိခဲ့တယ်လို့ကျန်းမာရေးဝန်ကြီးဌာနကယမန်နေ့ညပိုင်းမှာအတိပြုထုတ်ပြန်ခဲ့ပါတယ် ကိုဗစ် -19 ရောဂါစောင့်ကြည့်ကြီးရှုမှုနဲ့ပတ်သက်ပြီးဂျွန်လ22ရက်ကနေ26ရက်နေ့အထိတပတ်အတွင်းစစ်ဆေးမှုတွေအရယခုလိုအတိပြုလူနာအသစ်ထပ်မံတွေ့ရှိခဲ့တာဖြစ်ပါထိတ် ကိုဗစ်19ရောဂါနဲ့ပတ်သက်ပြီးစုစုပေါင်းလူနာ2334ခုကိုတခွဲစစ်ဆေးခဲ့ရမှာအဆိုပါတခွဲစစ်ဆေးမှုများထဲကကိုဗစ်19အသိပြုလူနာ236ဦးထိတွေ့ရှိခဲ့တာဖြစ်ပြီးပိုးတွေ့ရှိမှုရာခိုင်နှုန်း3.69ရာခိုင်နှုန်းဖြစ်တယ်လို့သိရပါတယ်။ စစ်ဆေးသွေးရှိချက်တွေအရလက်တလုံးအချိန်ထိပြင်းထန်လူနာအထူးချက်မှတ်ကုသပေးရသည့်လူနာနဲ့ကိုဗစ်ရောဂါဖြစ်သေဆုံးလူနာမရှိဘူးလို့သိရပါတယ်ရှင်။ဆလပီဂျူလိုင်လအတွင်းမြေအများစိုးရိမ်ရှိမှတ်သို့တချိန်စီကြောက်ရောက်နိုင်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ လာမယ့်ဇွန်လလအတွင်းလေပြင်းအားနဲ့ရှံဝန်းနှစ်ကြိမ်ဖြစ်ပေါ်နိုင်ပြီးတစ်ကြိမ်မှာမုန်တိုင်းငယ်အဖြစ်ရောက်ရှိနိုင်သလိုအီယာဝတီမြစ်အပဝင်ဒေသအသီးသီးရှိမြစ်အချို့ရဲ့မြစ်ရေများစိုးရိမ်ရေမှတ်တို့တစ်ကြိမ်စီကြားရောက်နိုင်တယ်လို့မိုးလေဝသနှင့်ဆလဘေးဒါညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထည့်ဇွန်လလပတ်အတွက်မိုးလေဝသခန့်မှန်းချက်မှာဖော်ပြထားပါတယ်ဇူလိုင်လအတွင်းမြေရေအခြေအနေကတော့အီယာဝတီမြေရေဟာ ဗမော်ရွှေကူကတောတပိတ်ချင်းမန္တလေးစကိုင်းမြင်းမှု ပခုတ်ကူညောင်ဦးချောင်းမင်းဘူးမကွေအောင်လန်းပြည်စိတ်သာဟင်္ဒရာနယ်ဇလုံးမျိုးတွေမှာတချိန်ခန်းစီချင်းတွင်းမြည်ရေဟာခန်ဒီဟုံမလင်းဖောင်းပြင်းမောလိုက်ခလေးဝမင်းကင်းကနီးနယ်မုံရွာမျိုးတွေမှာတချိန်ခန်းစီဒုဒ္ဓဝတိမြည်ရေဟာမြင့်ငယ်မျိုးမှာတချိန်ခန့်စစ်တောင်းမြည်ရေဟာတောင်ကူးနယ်မထောင်မျိုးတွေမှာတချိန်ခန်းစီရွှေချင်းမြည် ေဟောင်းရွှေကျင်မြို့မှာတချိန်ခန့်ပဲခူးမြည်ရေဟောင်းပဲခူးမြို့မှာတချိန်ခန့်တန်လွင်မြည်ရေဟောင်းဖန်အံမြို့မှာတချိန်ခန့်တောင်ရင်းမြည်ရေဟောင်းမြဝတီမြို့မှာတချိန်ခန့်ငဝုံမြည်ရေဟောင်းငတိုင်းချောင်းမြို့မှာတချိန်ခန့်တိုးမြည်ရေဟောင်းမအူပင်မြို့မှာတချိန်ခန့်နဲ့ဘီလင်းမြည်ရေဟောင်းဘီလင်းမြို့မှာတချိန်ခန့်အဲ့ဒီမြို့တွေရဲ့စိုးရိမ်ရေမှတ်ထက်ကိုအတီးတီးရောက်ရှိနိုင်တယ်လို့သိရပါတယ် မိုးရွာနိုင်တဲ့ရက်တွေကတော့နေပြည်တော်မခွေးတိုင်းဒေသကြီး၊ကယားပြည်နယ်၊ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ရှေးပိုင်းတွေမှာ15ရက်ကနေ22ရက်ခန့်မခွေးတိုင်းဒေသကြီးနဲ့စကိုင်းတိုင်းဒေသကြီးအောင်ပိုင်းတွေမှာ10ရက်ကနေ14ရက်ခန့်နဲ့ကျန်းတဲ့တိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာတော့23ရက်ကနေ26ရက်ခန့်မိုးရွာနိုင်တယ်လို့သိရပါတယ်။ ဇူလိုင်လအတွင်းမိုးရွာသွန်းမဲ့အခြေအနေနဲ့ပတ်သက်လို့အေယဝတီတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းတို့ရဲ့ပင်လယ်ကမ်းရိုးတန်းနဲ့နီးကပ်တဲ့ဒေသတွေရခိုင်မွန်ကရင်ကချင်းရှမ်းပြည်မြောက်ပိုင်းနဲ့ရှေးပိုင်းတို့မှာနှစ်စင်းရွာသွန်းမြတ်အထက်9မီလီမီတာမှ10မီလီမီတာအထိမိုးပုံမှုရွာသွန်းနိုင်ခြေရှိပြီးတနင်္သာရီ၊ကယားနေပြည်တော်မန္တလေးစကိုင်းချင်းပြည်နယ်တို့မှာနှစ်စင်းရွာသွန်းမြတ်အောင်9မီလီမီတာကနေ10မီလီမီတာအထိမိုးလျော်နေရွာ သုံးနိုင်ထေလို့မူလဝတ္တပညာရှင်ဦးဝင်းနိုင်က သုံးသပ်ထားပါထေ။ကျမ်းပြည်နယ်တိုင်းဒေသတွေဖြစ်တဲ့အေယဝတီ၊ရန်ကုန်၊မကွေးတိုင်းတို့ရဲ့ပင်လယ်ကမ်းရိုးတန်းနဲ့ဝေးကွာတဲ့ဒေသတွေ၊မကွေးတိုင်းနဲ့ရှမ်းပြည်နယ်တောင်ပိုင်းတွေမှာနှစ်စဉ်ရွာသွန်းမြေအတိုင်းမိုးရွာသွန်းနိုင်မယ်လို့ခန့်မှန်းထားပါထေရှင်။နိုင်ငံတကာသတင်းပုံအနေနဲ့ ထောက်ထုံးလို့ရေးခဏအတွက်ပထမဆုံး AI စနစ်အားတရုတ်စွမ်းရင်ကုမ္ပဏီစတင်လှုပ်ဆောင်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တရုတ်နိုင်ငံပိုင်း energy CHN Energy Investment Group CHN Energy ကတောင်းထုံးလုပ်ရေးခန္ဓာအတွက်ပထမဆုံး AI model ကျင်းရန်ကိုဘေကျင်းမှာစတင်လိုက်ပါတယ်။သာဟာသာထုတ်လုပ်ရေးမှာဘေးကင်းစိတ်ချရမှုထိရောက်မှုပတ်ဝန်းကျင်ညှို့မှုအလိုလျောက်စနစ်တို့ကိုမြင့်သိမ်းရန်ရည်ရွယ်တာဖြစ်ပါသည် CHNNG ရဲ့ဒါထုတ်လုပ်နိုင်စွမ်းအပေါ်အခြေခံခေါ AI model ကလဲပတ်တာဖြစ်ပြီးဒါထုတ်လုပ်ရေးရအတွက်အရေးအသွေးမြင့်သေးတာပုံစံတွေပေါင်းစပ်ပေးပါဖြစ်ပါထိအပူတိုင်းစွမ်းအင်ရေအားစွမ်းအင်စွမ်းအင်တဲ့ထုတ်လုပ်ရေးများအပါဝင်စီးပွားရေးလုပ်ငန်းအမျိုးမျိုးစီစဉ်ထားခေါ AI လုပ်ငန်းပေါင်းတရာကျော်ပါဝင်ထားပါထိ ဗီကင်းရဲ့အစီအစဉ်များ၊ထောင်းတွယ်တန်းရေးဆုံးဖြတ်ချက်များ၊ဖပေါင်းဆောင်ဆွမ်းရင်ပေါင်းစပ်မှုများ၊ထိမ့်သိမ့်မှုတွေရပါဝင် အခက်ခဲများစွာကိုဖြေရှင်းနိုင်မယ်လို့ CHN Energy သောဌာနခွဲမန်နေဂျာဝမ်အန်ကပြောပါတယ်။ လုပ်ငန်းဆောင်ကြည့်ရေးကရိယာသက်ဆင်ခြင်းအခြေအနေမိုးလေဝသအခြေအနေဓာအခအခြေအနေများအပေါင်းဝင်ကွဲပြားခြားနားတဲ့အချက်လက်တွေကိုစူးစီးပြီးဓာအခန္ဓာတစ်ခုလုံးပါဝင်တဲ့စွမ်းအားမြင့်အလိုလျောက်စနစ်တည်ဆောက်ပေးမှာဖြစ်ပါတယ်။ AI model ကလုပ်ငန်းတစ်ခုချင်းစီရအတွက်သားမကပွင့်လင်းပြီး ခွဲဝေမျှတဲ့ခေဟစနစ်ရအတွက်လည်းရည်ရွယ်ထားပါထိဒါအပြင် ပူပေါင်းစမ်းသစ်တီထွင်မှုများနဲ့အလိုလျောက်စွမ်းရင်ခေဟစနစ်ထုတ်လုပ်ဖို့အတွက်အခြေခံအုတ်မြစ်ကြီးလည်းဖြစ်ပါထိလို့သိရပါထင်ရှင် ယခုတင်ဆက်ပေးခဲ့တာကတော့ရန်ကုန်တိုင်းစီရဲ့နေ့စဉ်သတင်းရအစီအစဉ်တွေပဲဖြစ်ပါတဲ့ကြီးစုအားပေးခဲ့ကြသူများအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်ကျမခါတော်မြန်မိုးထပ်ပါ